အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ EOU Channel လေးမှာကြိုဆိုလိုက်ပါတယ်ရှင်ကျမဒီနေ့တင်ဆက်ဖတ်ပြပေးခြင်းတဲ့အကြောင်းအရာလေးကတော့နမိတ်ကြီးလေးပါဆိုတဲ့စောင်းမလေးအကြောင်းကိုဝုဒ္ဒရာရွယ်တင်ဆက်ဖတ်ပြပေးခြင်းတာပဲဖြစ်ပါတယ်ရှင် နမကြီးလေးပါဆိုဒီမှာတိတိထမင်းသားဘဝကလောကကြီးမတည်မြဲမှုဒုက္ခများကိုတိမြင်နာလေခဲ့သည့်အရာလေးဟုဖြစ်ပါရဲ့တဲ့။တမိုင်းများအရာတိတိထမင်းသား၏ဖခင်သည်ဒါဖြစ်သူအားအနာဂတ်နမိတ်များအရာဘဝ၏ဒုက္ခများကိုတိမြင်နာလေသွားပါကဖျားဖြစ်မိဆိုသည့်အတွက်နမကြီးလေးပါကိုမမြင်တွေ့ရအောင်နန်းတော်ရင်ထားခဲ့သည်။တိုးတော်လေသူသည်ပထမအဆုံးနန်းတော်ပြင်မသို့လည်ပတ်သည့်အခါတွင်လူသားအလုံး၏ဆင်းရဲဒုက္ခများကိုမြင်တွေ့ကြရကသတိတံဝေကရ၍ယတိယဟန်းပြုပြီးတော့ထိုထွေးခစီရဲများမှလွတ်မြောက်အောင်တော် 该也很丢给别人。 တုတ်တဒနာမင်းကြီးဒီတားဖြစ်သူအားမွေးဖွားပြီးနောက်တွင်ပုံနာရှိဦးကတားငယ်ဤအနာကတ်ကိုနမိတ်ဖက်ဟောကြားစီခဲ့ပါတယ်။ပုံနာခုနှစ်ဦးဒီမင်းသားဤဖရာတို့မဟုတ်ကြီးမြတ်သည့်ဘုရင်တစ်ပါးဖြစ်မိဟုဆိုခဲ့သည်။ကြံတဦးဖြစ်သည့်ကကောညာနာသည်ယုံကြည်မှုရှိရှိဖြင့်ကမ္ဘာလောကတွင်ဖရာစင်စီဧကန်ဖြစ်လိမ့်မည်ဟုဆိုခဲ့သည်။ထို့ကမင်းကြီးဒီတားဖြစ်သူအားကြီးမြတ်သည့်မင်းတစ်ပါးဖြစ်စေရန်ဆန္ဒရှိခဲ့ပြီးနောက်တွင်မင်းသားအားနန်းတော်အတွင်တွင်လောကရှိတရားပွဲနှစ်တပ်ပွဲများဖြင့်ထားရှိခဲ့သည်။ထို့ကဲ့သို့မင်းသားအားထားရှိသည့်ဖြင့်မင်းသားသည်ထိုတရားနှစ်တပ်ပွဲအရာများကိုခံစား နေခြင်းဖြင့်မင်းသားအားလောကီအမှန်တရားကိုဖုံးကွယ်ထားစေဖြစ်ပြီးတော့တောထွက်ရဟန်းပြုမှုကိုကာကွယ်တားမြစ်ရဖြစ်သည်။နမိတ်ကြီးများအာမြင်တွေ့ရခြင်းမင်းသားသည်လူငယ်ဘဝကိုနန်းတော်တွင်၌ဇေငံပစ္စည်းများပျော်မွေ့စရာများဖြင့်ကုန်ဆုံးခဲ့ပြီးအသက်29ရွယ်ရောက်သည့်အခါတွင်နန်းတော်ပြမသူထွက်ကပထမဆုံးချိန်လဲပတ်ခဲ့ပါလေတဲ့။နန်းတော်မသည်မြို့စီသို့သူသည်ဆန္ဒမောင်းနေသည့်မြင်းရထားကိုစီးကာလဲပတ်ခဲ့သည်။ဤသို့လဲပတ်ရတဲ့ဒိဋ္ဌရမင်းသားသည်ပထမဆုံးမိခွေအဖြစ်သူ့ကိုတူဦးကိုမြင်ခဲ့ပါတယ်။မင်းသားအားအိုချင်းသဘောတရားနမိတ်ပြခြင်းဖြစ်သည်။ ည်ထိုသူမြည်သည့်အခါမင်းသားလီဆန္ဒအားထိုပုဂ္ဂိုလ်၏အကြောင်းအရာကိုမင်းမြန်ကဆန္ဒကတတဝါမန္တမယအိုခြင်းတရားကိုကြုံတွေ့ရမည်ဖြစ်ကြောင်းဖြေခဲ့ပါတယ်ဒုတိယအချိန်မင်းသားသည်နာမကျန်းဖြစ်နေသည့်သူတို့အုပ်ကိုမြင်ခဲ့တယ်ဤတစ်ချိန်တွင်မင်းသားသည်အံ့အားသင့်အားဆန္ဒကမေးခဲ့ပါတယ်ထိုအခါဆန္ဒကတတဝါမန္တမယယောဂဝိနာခံစားရမည်ဖြစ်ကြောင်းဖြေကြားခဲ့တယ်ဤတွင်မင်းသားသည်တတိတံဝေးကအရာခဲ့ပြန်ပါတယ်ထိုနောက်တွင်မင်းသားသည်တတိယအချိန်အဖြစ်သူတေလောင်းတစ်ခုကိုမြင်မြင်ရာဆန္ဒသည်တည်ခြင်းတရားသည်မဖိတ်မခေါ်ဘဲလူတိုင်းတွင်ကြုံတွေ့လာမည်အရာဖြစ်ကြောင်းပြော ကြခဲ့တယ်ထိုနမိတ်ကြီးသုံးပါးကိုမြည်တွေ့ရပြီးနောက်ဘဝရင်ကြုံတွေ့လျာမြည်ဒုက္ခများကိုကြောက်ရွံ့တုံ့လုံးမှုများဖြစ်ကျော်ခဲ့ပါတယ် ထိုကဲ့သို့သောမနစ်မြုပ်စရာကောင်းသည့်နမိတ်သုံးခုကိုမြင်ခဲ့ပြီးနောက်တွင်မင်းသားသည်လေးခုမြောက်နမိတ်ဖြစ်သောလူသားတို့၏ဒုက္ခဆင်းရဲဖြစ်ကြောင်းအမှန်တရားကိုရှာဖွေလေ့ကျင့်နေသည့်ယဟန်တစ်ပါးကိုမြင်ခဲ့ပါသည်တဲ့ထိုကမင်းသား၏စိတ်တွင်ဘဝများစွာဝေးပွားဖြစ်ပေါ်မှုမှအဆင်းရဲဒုက္ခတို့သည်ဖြစ်ပေါ်နေကြသည်ဟုသတိတံဝေကရကဒိုယန်ကဲ့သို့ပင်တရားကြည်ကြံရန်တနိဋ္ဌန်ချခဲ့ပါသည်ထိုကဲ့သို့နမိတ်ကြီးလေးပါးကိုမြင်တွေ့ခဲ့ပြီးနောက်တွင်ဒိဋ္ဌထမင်းသားသည်နန်းတော်စီသို့ပြန်လာခဲ့သည်နန်းတော်ရင်းဖြောပြင်းနေဆက်နေသည့်ကားကြီးတဲ့အမျိုးသမီးများသည်မင်းသားအားဖြောပြေးကြသည်ထို ိုဖျော်ဖြေမှုအစအဆုံးထိုင်အောင်မင်းသားဒီကျူးကျုံတွေ့လာခဲ့သည့်သူအိုသူနာသူတည်ရန်ဟူသည့်နမိတ်လေးပါးကိုသာစဉ်စားတွေးတောနေခဲ့ပါတယ်တဲ့။နတ်ခင်အစောပိုင်းရောက်သည့်အခါတွင်မင်းသားဒီကကြည့်တဲ့အမျိုးသမီးများသည်ဖျော်ဖြေရဲ့အိမ်မောကြနေသည်ကိုမြင်တွေ့ခဲ့ရသည်။ထိုမြင်ကွင်းကိုမြင်ခဲ့သည့်အခါတွင်မင်းသားဒီစင်ရတုကတော့ဤကုံဆုံးရန်ကိုရှာဖွေရန်အတွက်စိတ်ပိုင်းပြတ်ခဲ့ပါတယ်။နမိတ်ကြီးလေးပါးကိုမြင်တွေ့ပြီးနောက်ဤကဲ့သို့ကကြည့်တဲ့များအိပ်ပျော်နေသည်ကိုမြင်တွေ့ကမင်းသားဒီဘဝဤပဂတိအမှန်တရားကိုနားလည်သဘောပေါက်ခဲ့သည်။ထို့နောက်တွင်တိတ်တရမင်းသားဒီခဏက ြင်းကိုစီးနှင်းကဆန္ဒလိုက်ပါ၍နန်းတော်မှထွက်ခွာခဲ့ပါသည်ထို့နောက်ဆန္ဒကိုသူ၏ပြည်စီများပေးကနန်းတော်သူပြန်လွတ်လိုက်ပြီးသူ၏ရဟန်းဘဝကိုစတင်ခဲ့ပါသည်နောက်ဆုံးတွင်မင်းသားသည်ဂေါရမဟူသည့်အမိဖြစ်လောက၌ဖះဆင်စစ်ဖြစ်ခဲ့ပါသည်တဲ့ ွဲပြားဌာနသည့်ဖော်ပြချက်များကတော့အချို့မှတ်တမ်းများတွင်ဒိဋ္ဌာမင်းသားသည်သူအိုသူနာသူတိယဟန်ဟုသည့်နမိတ်ကြီးလေးခုစလုံးကိုခီးတခုထဲ၌တရထဲတွင်မြင်တွေ့ခဲ့သည်ဟုဆိုကြသည်အခြားမှတ်တမ်းများတွင်မူခီးလေးခုထဲမှနမိတ်ကြီးလေးခုကိုမြင်တွေ့ခဲ့ရသည်ဟုဆိုသည်အချို့သောသမိုင်းကြောင်ရာများတွင်မင်းသား၏ဖခင်သည်တာဖြစ်သူအားဆင်းရဲဒုက္ခကိုမတိမီစေရန်အလုံးကမင်းသားအားတာဝယ်ဖြစ်အောင်ထားရှိကစောင့်ချက်ကားထားရှိသည်ဟု းဆိုကြပါသည်လို့ရေးသားထားပါတယ်ရှင်။ငွေရေးသားသူကိုလည်းလေးစားစွာဖြင့် credit ပေးရပါတယ်ရှင်။နားဆင်မိကြတဲ့ပရိသတ်အားလုံးကိုလည်းကျေးဇူးထူးပင်တင်ရှိပါတယ်ရှင်။